ဆိုင်ကားပစ္စည်းယူမိရဲ့တနာစရာသားမိကိုအခုလိုကုညီဖို့လိုက်ရှာနေတဲ့ခိုင်နေဝေပရိသတ်များအလုံးမင်းမင်းလာပါရှင်ဒီရပိုင်းလူမှုကွန်ရက်ပေါ်မှာမြင်ရတဲ့သတိကိုရှင်နဲ့ခြေခွဲစီရဲ့ဒေါသထွက်စေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုအရှင်အဟွန်နဲ့ပြန့်နှံ့နေပါတယ်။ဒါကတော့လိုင်းသားရကအထည်ဆိုင်ဒီဇိုင်းမှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။ဒီအဖြစ်အပျက်ကမြန်မာနိုင်ငံရဲ့လက်ရှိအစည်းအဝေးအကြမ်းတည်းလူမှုဘဝရဲ့အခြေအနေတရက်ကိုထင်ရှားနေတယ်လို့လူသားတယောက်ရဲ့ရက်ဆက်မှုနဲ့လူသားတယောက်ရဲ့မြင့်တာတရားကိုရှင်တွဲပြီးတော့ဖော်ပြနေပါတယ်။ဖြစ်စဉ်ကိုပြန်ကြည့် ရဲ့အသက်ခက်ကြီးကြီးအမျိုးသမီးတစ်ယောက်ကသူ့ရဲ့ကလေးငယ်လေးတစ်ယောက်ကိုခေါ်ပြီးတော့ အရေးဆိုင်ကိုရောက်လာခဲ့ပါတယ်။ဇောင်းဝင်းရဲ့အခက်ခဲကြောင့်လားဒါမှမဟုတ်တခြားဘလို့အကြောင်းတွေကြောင့်လည်းတော့မသိပါဘူး။သူဟာဆိုင်ကပြည်စည်းတစ်ခုကိုယူမိဒါမှမဟုတ်ခိုးယူမိခဲ့တယ်လို့သိရပါတယ်။ဒီနေရာမှာဆိုင်ရှင်နေနဲ့ပြည်စည်းဆုံးရှုံးမှုအတွက်ဒေါသထွက်တောင်းအရေးယူချင်တာကဖြစ်လိမ့်ဖြစ်တာပါ။ဒါပေမဲ့သူလုံလိုက်တဲ့အဖြစ်ပေးနေကတော့ဥပဒေပေါင်းကိုကျော်လွန်ပြီးလူသားမဆန်တဲ့အဆင့်ကိုရောက်သွားခဲ့ပါတယ်။ဆိုင်ရှင်အမျိုးသမီးဟာအရေးသားမီးနှစ်ယောက်ကိုကျိုးနဲ့တုပ်ပြီးနေဘူးကျဲတဲမှာထိုင်ခိုင်းထားတာပါ။ဒါတင်မကပဲကိုထီးလိုက်ရောက်ရိုက်နေတာချိန်မှ ောင်းချင်းချောက်တာတွေပြုလုပ်ခဲ့ပြီးဒီပြည်စင်တစ်ခုလုံးကိုဗီဒီယိုရိုက်ကူးကအင်တာနက်ပေါ်မှာတင်ပြီးတော့လူသိရှင်ကြားအဆက်ခွဲခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ပြည့်နှက်သွားတဲ့အခါမှာတော့ဆန်ရှင်ထင်ထားသလိုမဖြစ်ခဲ့ပါဘူး။လူရင်းဟာပစ္စည်းကိုမိတဲ့အမေကြီးကိုအပြစ်တင်ဝေဖန်တာထက်ဆန်ရှင်ရဲ့ရဆက်မှုကိုသာပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါရယ်။အဓိကကတော့အဲ့ဒီကလေးငယ်လေးကြောင့်ပါပဲ။ပရိသတ်တွေအလုံးရဲ့ရှင်ကိုအထီးခိုက်ဆုံးကကလေးလေးရဲ့ပုံရိပ်ပေါင်းသူ့အမေကြိုးတုတ်ခံထားရတော့လူရင်းရဲ့ကျိန်းမောင်းတာအနိုင်ကျင့်တာတွေကိုခံနေရတာကိုဘေးကနေမျက်မြင်ကြည့်နေရတဲ့ကလေးငယ်ပို့ပြီးတော့ရင်သွင်းစရာကောင်းတာကအမေဖြစ်သူဟာသူ့ကိုယ်တိုင်အကြံဖက်ခံနေရတဲ့ကြားကသူ့ကလေးလေးကိုအထီးခိုက်မှာဆိုလို့ရှင် ွန်နဲ့ထည့်ပြီးအသေးတံကောက်ွယ်ပေးနေရမိခင်မြတ်တာပါပဲလူတွေအားလုံးကဒီကလေးလေးအတွက်အရန်ကိုစိတ်မကောင်းဖြစ်ခဲ့ကြတာပါပြည်စည်းတံမိုးကဘလောက်ရှိမှမလို့လဲကလေးတယောက်ရဲ့တဘောဝစာစိတ်တံရနဲ့လဲရသလားဆိုပြီးဆန်ရှင်ကိုဒေါသတကြီးနဲ့ဝေဖန်ခဲ့ကြပါတယ် ဥပဒေကိုကိုယ်လက်ထဲယူပြီးကလေးတငယ်တယောက်ရဲ့ရှေ့မှာအကြမ်းဖက်မှုပြုလုပ်တာကဘလို့မှခွင့်လွှတ်နိုင်စရာမရှိဘူးလို့ဆိုကြတာပါဒီလိုမျိုးလူတိုင်းကစိတ်မကောင်းဖြစ်နေကြခြင်းဒီသားမီးကိုဘလို့ကူညီရမလဲလို့စဉ်းစားနေချိန်မှာအားလုံးရဲ့ပရိတ်တာမေမေလို့တင်စားရတဲ့မေမေခိုင်နှင်းဝေတယောက်ရှေ့ကိုထွက်လာခဲ့ပါတယ်ဟုတ်ပါတယ်ခိုင်နှင်းဝေကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ဒီသနားစရာသားမီးနှစ်ယောက်ကိုသူကိုယ်တိုင်လိုက်လံရှာဖွေနေပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်ခိုင်နှင်းဝေရဲ့ရည်ရွယ်ချက်ကရှင်းလင်းပါတယ်ဒီသားမီးကိုလုံခြုံတဲ့နေရာတစ်ခုမှာထားရှိဖို့အထူး သဖြင့်ကြောင်မက်ဖွဲ့ရမြင်ကွင်းကိုတွေ့လိုက်ရတဲ့ကလေးငယ်ရဲ့စိတ်ဒဏ်ရာကိုပြန်လည်ကူစားပေးဖို့နောက်ပြီးတော့ဒီအမေကြီးအတွက်ဘဝကိုအသေးတစ်ပတ်ပြန်လည်ရည်တည်နိုင်ဖို့အလုအကင်ဒါမှမဟုတ်အရင်းဒီတစ်ခုခုထောက်ပံ့ပေးနိုင်ဖို့ပေါ့ခိုင်နှင်းဝေးတယောက်တည်းမဟုတ်ပါဘူး Lady Grace စိန်ဆိုင်ပန်ရှင်တရင်းမကြီးတော်နန်းတင်မို့သူကိုရိုင်းကလည်းဒီသားမေးကိုကူညီခြင်းလို့လိုက်ရှာနေကြောင်းသိရပါတယ်ဒါဟာမြမလူမျိုးတွေရဲ့ဂျင်နာတတ်တဲ့မိခင်စိတ်သက်ကိုပြသလိုက်တာပါနောက်ဆုံးရတဲ့တင်းနဲ့အရာတော်ဥပဒေမဲ့ကိုတိလက်ရောက်ကျူးလွန်ခဲ့တဲ့အဆန်ရှင်အမျိုးသမီးကိုတက်ဆိုင်ရာကဖန်စီအေးအေးမှုတွေပြုလုပ် ေပြီလို့ကြားသိရပါတယ်။တနောင်းဆရာသားမင်းယောက်ကတော့မကြခင်မှာပဲခိုင်နင်းဝေအပါဝင်စေတနာရှင်တွေရဲ့နှွေးထွေးတဲ့အရေးအောက်ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ။ဆန်ရှင်ရဲ့လိုရကဘလောက်ထိမားယွင်းနေလို့ထင်ပါသလဲ။အခုလိုမျိုးခိုင်နင်းဝေတို့ကဝင်ရောက်ကူညီလိုက်တဲ့ပုံမှာရောဘယ်လိုသဘောထားရှိပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။